ဟုတ်ရောကျွန်တော်ဘောပေါ့ဒီနေ့တင်ဆက်ပေးဖို့မယ့်တရင်ကတော့အေယာဝတီတိုင်းရေချင်မြို့နယ်ငတိုင်းချောင်းနယ်စေမိုင်ခန့်တာဝဲအမြောက်တက်3လေးလေးတက်ရင်ကို arrecorded.a နဲ့တော်လိုင်းရဲတက်ဖို့ဝင်မြောက်ကဝင်းရောက်ထိုးစင်တိုက်ခိုက်ဆိုတဲ့တရင်နဲ့နေရကံ ပြူအောင်ကုန်းမှာထွက်ပြေးလာတဲ့အကျမ်းမဲ့စစ်ကောင်စီတပ်သား24ကိုချင်းကောက်ရေးတက် အချို့ကလက်နက်ခင်းနဲ့အတူဖမ်းဆီးဆိုတဲ့တရင်ကိုတင်ဆက်ပေးသွားခြင်းပါခင်ဗျာ။ ဇွန်လ3ရက်က unrecorded a နဲ့တော်လိုင်းပူပေါင်းတက်ဖို့တွေကတာပေါင်းစစ်မျက်နှာပြင်မှာအနည်းငယ်ညင်သက်ပြီးနောက် AR တိုင်းရေကြည်မျိုးနဲ့ငတိုင်းချောင်းစစ်မျက်နှာပြင်မှာအမြောက်တက်3လေးကိုဥတီပြီးငကရစ်တောင်မက်ဒလင်ဆက်ဆက်ရကြေးရအပြင်အင်ကဘူးလေးမျက်နှာပင်တော်ကြီးပနေကွင်းကွင်းကောက်တဝိတ်မှာလေတိတ်ပွေးတွေဖြစ်ပေါ်နေခဲ့ပါတယ် ဇွန်လ17ရက်နေ့ကစတင်ပြီးအာဗယ်ကတ်တော်အေနဲ့တော်လန်ရစ်တပ်ဖွဲ့ဝင်များကအေယာဝတီတိုင်းရေကြည်မြို့နယ်ငတိုင်းချောင်းနဲ့စိမ်မှန်ခန့်သာဝေးတဲ့အမြောက်သက်3-4တပ်ရင်းကိုထိုးစစ်ဆင်တိုက်ခိုက်နေတဲ့အတွက်တိုက်ပွဲအလွန်ပြင်းထန်နေပြီးအာဗယ်ကတ်တော်အေနဲ့တော်လန်ရစ်တပ်ဖွဲ့ဝင်ရဲ့ထိုးစစ်ဟာအမြောက်သက်3-4တပ်ရင်းထက်တိရောက်ရှိနေပြီဖြစ်ကအကြမ်းဖက်စစ်ကောင်စီတပ်သားတွေအကြမ်းဆုံးများစွာနဲ့ထွက်ပြေးနေရတယ်လို့သိရပါတယ် အဆိုပါအမြောက်တဲ့သုံးလေးလေးတက်ရင်ဒီမှာတိတ်ပွေးပြင်းထန်နေတာတပတ်ကျော်ကရှိနေပြီဖြစ်ကအရခတ်တတော်အင်းနဲ့တော်လရင်တက်ဖို့ဝင်များကယခုလက်ရှိကြားလိုက်ကြောကိုတိမ့်ပိတ်ထားလို့သိရပါတယ်လက်ရှိရင်မှာငပန်းချောင်းအမြောက်တဲ့သုံးလေးလေးတက်ရင်နဲ့အဆက်အသွယ်ပြတ်တောက်နေပြီဖြတ်တန်းသွားလာသူမရှိတဲ့အတွက်အခြေအနေမှကိုသိရှိဖို့ခက်ခဲနေတယ်လို့သိရပါတယ်အင်းအော်ဒီတိုင်းစစ်မျက်နှာပြင်မှာအရခတ်တတော်အင်းနဲ့အတူ PDF အမှတ်29ဘီဝါလောက်ခံတက်ရင်နှင်း ပြည်သူလွတ်လပ်ရေးတပ်ဖွဲ့တို့နဲ့စစ်စင်ရေးပူးပေါင်းဆင်နွှဲနေပြီးစစ်စင်ရေးကွက်ကဲမှုကိုအရက်ခတ်တတော်အေကတောင်းယူထားပုံရှိပြီးစုစုပေါင်းဆင်ရတထောင်ကျော်ရှိနိုင်လို့သိရပါတယ်။ဒါ့အပြင်စစ်တောင်းကြီးအရှိတ်ဘက်မှာစုပွဲလက်ချင်နေတဲ့ AOD PDF တပ်ဖွဲ့များမကွေးတိုင်းမှာစုပွဲလက်ချင်နေတဲ့ AOD ဒေသခံ PDF များလည်း AOD တိုင်းတို့ခြိတက်ပူးပေါင်းရန်ပြင်ဆင်နေကြပါတယ်။ ယခုလက်ရှိဘောမီမာအင်ဂူနယ်တီအာရခတ်တော်အင်နဲ့တော်လိုင်းပူပေါင်းတက်ဖို့တယ်လှုပ်ရှားမှုကို တွေးမြင်ရပြီအကျမဲ့စစ်ကောင်စီကလည်းရွှေတောင်ရံတာပေါင်းမြောက်ဆန်းကွင်းကောင်မက်စလီကောင်းနဲ့တာပေါင်းအတုတ်ရေကြည်မြို့နယ်သုံးခုလမ်းဆောင်တစ်စီချောင်းကျေးရွာမှာခံစစ်ပြင်ဆင်နေတယ်လို့သိရပါတယ်2025ခုနှစ်မှာပုံမှန်ကျပြန့်တဲ့ AOD တိုင်းစစ်မျက်နှာပြင်ကိုမြင်တင်နိုင်ပွဲရှိနိုင်ပါတယ်ဒါအပြင် နဲ့ရတဲ့ပြူဟောက်ကောင်မှထွက်ပြေးလာတဲ့ချမ်းဘက်စစ်ကောင်စီတပ်သား23ကို လက်နက်ခဲနဲ့အတူချင်းကောက်ွယ်ရဲတပ်အချို့ဖမ်းမိဆိုတဲ့သတင်းကိုလည်းတင်ဆက်ပေးသွားကြပါရခင်ဗျရခိုင်မကွေးနေဆက်ငဖယ်မြို့နယ်အပိုင်းအမရန်ကမ်းလမ်းပေါ်မှာရှိတဲ့နဲ့ရကန်ပြူဟောက်ကောင်မှထွက်ပြေးလာတဲ့ချမ်းဘက်စစ်ကောင်စီတပ်သား23ကိုလက်နက်ခဲနဲ့အတူချင်းကောက်ွယ်ရဲတပ်အချို့ကဖမ်းမိခဲ့တယ်လို့ဒီနေ့စွန်23ရက်နေ့မှာသတင်းထုတ်ပြန်ထားပါတယ် ချင်းကောက်ကွေရတဲ့အချို့ကနဲ့ရကန်လေချောင်းရံကောက်ကွေရဗျူဟာကွန်စကန်နီမီတာ1500ပတ်လေနဲ့ရကန်လမ်းကိုဖြတ်တောက်တိုက်ခိုက်ရေလှုပ်ဆောင်နေစဉ်နဲ့ရကန်ဗျူဟာကွန်စကန်မှာထွက်ပြေးလာတဲ့ကျမ်းပါစစ်တောင်စီတက်သား23ကိုဇွန်လ10ရက်နေ့ကနေ12ရက်နေ့တိ9ရက်အတွင်းဖမ်းဆီးရမိခဲ့တာဖြစ်တယ်လို့စီဒီအချို့ကဆိုပါတယ်ယခုဖမ်းဆီးရမိတဲ့စစ်သုံးဘက်တွေက စစ်မှုထမ်းအုပ်တဲ့ကြောင့်အတင်းအဓမ္မပေါ်တာဆဲခံရတဲ့စစ်မှုထမ်းတွေဖြစ်တဲ့လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ဒါအပြင်ဇွန်လ၄ရက်နေ့ကလည်းနေ့ကန်လေချောင်းရံကကွေရဲ့ပြူရကုန်းစခန်းမှာထွက်ပြေးလာတဲ့အကျန်းဖတ်စစ်ကောင်စီရဲ့ပြည်သူစစ်တုံးကိုလည်းစီဒီအက်အချုပ်ကဖမ်းမိခဲ့ပါသေးတယ်။နေ့ကန်လေချောင်းရံကကွေရဲ့ပြူရကုန်းစခန်းကိုအရခတ်တော်အေကပြီးခဲ့တဲ့ဖေဖော်ဝါရီလကတည်းကစတင်ထိုးစစ်ဆင်တိုက်ခိုက်နေတာဖြစ်ပြီးယခုလက်ရှိ နေရကန်တောင်ကျောင်းမှာရှိတဲ့ MB တာဝန်ရဲ့စကန်နဲ့အတူစကန်ချုပ်ကိုလည်း Arecord တတော် A ကသိမ့်ပိတ်ရရှိထားပါတယ်။လက်ရှိငတန်းချောင်းအမြောက်တက်3လေးတက်ရင်ကို Arecord တတော် A နဲ့တော်လိုင်းရဲ့ပူပေါင်းတက်ဖို့များဝင်ရောက်ထိုးစစ်ဆင်တိုက်ခိုက်ခြင်းနဲ့ပတ်သက်ပြီး Arecord တတော် A နဲ့တော်လိုင်းရဲ့ပူပေါင်းတက်ဖို့များကတစုံတရာထုတ်ပြန်ထားခြင်းတော့မရှိသေးပါ။ဒီနေ့တင်ဆက်ပေးသွားတဲ့သတင်းကတော့အီယာဝတီတိုင်းဂျေချင်မြို့နယ်ငတန်းချောင်းမှာစေမိုင်ခန့်သာဝဲတဲ့အမြောက်တက်3လေးတက်ရင်ကို အရခတ်တိုအင်းနဲ့တော်လိုင်းရေးပူပေါင်းတက်ခွင့်များကဝင်းရောက်ထိုးစစ်ဆင်တိုက်ခိုက်ဆိုတဲ့တရင်နဲ့နိုင်ရကန်ပြူဟောင်းမှထွက်ပြေးလာတဲ့ချမ်းပတ်စစ်ကောင်စီတပ်သား23ကိုလက်နက်ခဲနဲ့အတူချင်းကောက်ွယ်ရစ်တဲ့အချို့ကဖမ်းမိဆိုတဲ့တရင်ကိုတင်ဆက်ပေးသွားတာဖြစ်ပါတယ်။နောက်ထပ်တင်ဆက်ပေးမယ့်တရင်များကိုလည်းစောင့်မျှော်ကြည့်ရှုပေးဖို့ပြောကြားချင်ပါတယ်ခင်ဗျ။အခုလိုကြည့်ရှုပေးတဲ့အတွက်ကျေးဇူးများတင်ပါတယ်ခင်ဗျ။